အဲ့တော့ဘဝဟာဘယ်လိုပဲပြုပြင်ပြုပြင်ပြီးတော့ဘယ်လိုပဲစောက်ရှောက်ပြီးတော့နေနေဘယ်လိုပဲတခဏငြင်းချမ်းအောင်ပဲနေနေမိမိတို့ရဲ့ဘဝနေနည်းဟာမမြင်ဘူးအမြင်နဲ့ချမ်းသာတဲ့နေနည်းမဟုတ်ဘူးအဲ့တော့တရားဓမ္မတွေတရားလာအထုတ်ပါလို့ဆိုတော့အဲသိင်းကွာကျမ်းနေမလုံမပြင်းရမယ်နဲ့ကျမ်းနေပြင်းထန်နေအဲ့လိုပြင်းထန်နေဆိုတော့ ဥစဉ်တို့ကတက်တက်ဓမင်းကြွေးပြီးတော့ရက်ဆက်နေတာလည်းမဟုတ်ဘူးယောဂီတို့ရဲ့စိတ်အထင်းမှာကိန်းနေတဲ့ဒီမခံခြင်းတဲ့ဒေါသတက်တရာကိုပြုပြင်လို့တဲ့လောဘအဲ့ဒီလောဘဒေါသဒုက္ခဝိနာတက်လာတော့ဘယ်လိုချမ်းသာပါမလဲလို့အားထုတ်တာကအဘိဇ္ဇာအဲ့ဒီဒုက္ခအာယံကိုမခံစားခြင်းတော့တနှုန်းနှုတ်ခံစားနေတဲ့ဒေါမနတအဲ့ဒီအဘိဇ္ဇာဒေါမနတကိုခွာရတယ်မြတ်စွာဘုရားရှင်က အဘိဇာဒေါမနတဝိနေယတဲ့ခြေသားခြေသမီးတို့တရားကျင့်မဲ့စိတ်မှာအဘိဇာဒေါမနတကိုခွာပြီးတော့မှကာယိစကာယ ानु ဘဒနာကိုကျင့်ပါမြတ်စွာဘုရားကတော့ဤကဲ့သို့ခိုင်းပါလေအခုနေ့ခါမှာတော့မြတ်စွာဘုရားဟောတဲ့တရားတော်တွေကဘေးချကုန်ပါပြီလောကီအောင်ကာမဂုဏ်တွေရှေ့တန်းတင်တော့မြတ်စွာဘုရားဘာဟောမှမသိတော့ဘူးမြတ်စွာဘုရားရဲ့ဟောထားတဲ့မဟာသီလခန္ဓာတုံးမှာခြေသားခြေသမီးတို့ ကိုရောစိတ်ကောငြိမ်ချမ်းဖို့ဒေါကပရိဒီဝဝီးတွေငြိမ်ဖို့အရိယာမကိုရောက်ဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ဖို့အတွက်ငါဖျားပေးမယ်ကိုရောစိတ်ကောငြိမ်ချမ်းဖို့ယောဂီတို့ယောဂီတို့ခုစီဝါရှာနေကိုရောစိတ်ကောငြိမ်ချမ်းဖို့မဟုတ်ဘူးလားမဆန်မရှိငြိမ်ချမ်းပါမလားဒါပြင်အဲ့ဒီငြိမ်ချမ်းမှုဒီတခဏ ငြိမ်းချမ်းမှုပဲဖြစ်ပါလေတဲ့။သေတဲ့အခါကျတော့တခဏငြိမ်းချမ်းမှုနဲ့ကုစားလို့ရသေးလား။မရတော့ရုပ်ကောကုရောစိတ်ကောပင်ပန်းပင်ပန်းပြီးတော့တောကပလီတွေဝါမိတောက်မလာဘူးလား။အေးမြတ်စွာဘုရားရှင်ကကိုကြီးပင်ပန်းခြင်းစိတ်ပင်ပန်းခြင်းမှငြိမ်းဖို့တောကပလီတွေဝါမိတွေချုပ်ဖို့အရိယာမကိုရောက်ဖို့နိဗ္ဗာန်ဆိုတဲ့ငြိမ်းချမ်းတဲ့ဓာတ်ကြီးရဖို့အတွက်ငါဘုရားပေးမယ်။အဲ့လိုပေးမယ်ဆိုပြီးပေးထားတဲ့ ခေါင်းစဉ်တက်ပြီးတော့ဂျင်ညာထားတဲ့ဖျားပေးထားတဲ့နီးကအဲ့ဒီငင်းကြမ်းတဲ့တက်ကြီးကျင့်ဖို့အတွက်မကျင့်မီရှေးဖို့နဲ့ယောဂီတွေရဲ့စိတ်မှရှိတဲ့အဘိဇ္ဇာဒေါမနတ္တကိုခွာကြပါဦးနဲ့တတိတံပဇာနောအာတာပိဝရိယဒဂရမတွေအာတာပိဝရိယဆိုတာသိလားနော်မတိမှန်းသိလို့မရပါနော်တရားကျင့်တော့မယ်ဆိုခန္ဓာနဲ့အသက်မငဲ့ွက်ဖဲနဲ့ အရေးပဲစုပ်စုပ်အသားပဲပဲ့ပဲ့အယူပဲကြိုးကြိုးကျင့်ပါတဲ့အဲ့ဒီလိုကျင့်ရမယ်အဘိဇ္ဇာဒေါမနတခွာမယ်တတိရှိရမယ်ဆင်ញင်ုံတရားရှိရမယ်အဲ့ဒီ၄မျိုး ਨੇ ပြည့်စုံပြီးမှကာယစကာယ ानु ပဒနာတရားထုတ်ရမယ်အဲ့တော့မြတ်စွာဘုရားတတ္တတရားရှိတဲ့အချိန်မှာဂေါတိကမထေတရားအထုတ်တာသမဘာ၈ပါး ਨੇ နေပြီးတော့လောလောကီ ਨੇ ပြင်ကျင့်နေတယ်ဝိပဿနာကိုအာမထုတ်ဘူးနောက်မှနောက်မှနောက်မှနေနေတာ နောက်ဆုံးအသေးစံလေးဖျားရောသူတမဘဘကိုသူဝင်စားတာတမဘကိုမရောက်ဘဲနဲ့ရှောရှောကြတာ6ချိန်တိုင်းနေငါဒီတိုင်းသာသေးရရင်တော့ပုတုဇဉ်ဘဝနဲ့သေးရရင်တော့ဂတိမမြဲဘူးတဲ့ဒကာဓမ္မကြီးဂောဓိကမထေဘာကိုကြောက်တာလဲဂတိမမြဲဘူးဂတိမမြဲဘူးဆိုတာဗားတယ်သေပြီးရင်ဘယ်ဘဝရောက်လို့ရောက်မှန်းမသိတာကိုပြောတာဟုတ်ပြီလား တို့တရားတရားဓမ္မတွေရောငါတို့သိရင်ဘယ်ဂရိနဲ့သိမယ်ကောင်းတဲ့ဂရိနဲ့သိမယ်လို့အပိုင်ဆုံးပြတ်နိုင်ရင်လားဆုံးပြတ်နိုင်ဘူးဟုတ်ပြီနော်အဲ့တော့နော်အဲ့ဒါကြောင့်မလို့ဘဝဟာမမြဲဘူးမခိုင်ဘူးဘယ်တော့မှမမှန်ဘူးအဲ့ဒီတော့ကြောင့်ဘဝကိုမဖြစ်ချင်ဘူးအခုတရားပိဋကကြီးကဒီဘဝဒီရတာကိုဒီဘဝဒီဟာနဲ့ပဲနှိမ့်မြုပ်ပြီးတော့မေ့နေတယ်။နောက်အနာဂတ်အတွက်မပြေစင်냐ဘူး။နောက်သွားမဲ့ဘဝအတွက်ငါ အခုတရားနာတဲ့ပြည်သားကြီးအပေလေးပါလွတ်ပြီလို့အာမခံနိုင်လားအဲ့ဒါပဲတထေးကြီးမဖြစ်နေပါစေအာနာရှိကြီးမဖြစ်နေပါစေအသေးတက်ဖို့ရေသေပြီးငရေအပေလေးပါလွတ်ဖို့ရေအဲ့ဒါအရေးကြီးဆုံးပဲနော်အဲ့ဒါကြောင့်မလို့တရားဓမ္မကြီးနောက်အနာဂတ်တဲ့သွားဖို့အတွက်မိမိဘာပြင်ဆင်နေပြီလဲသေအောင်တတ်တဲ့တပ်ပွဲနောက်ဆုံးချိန်နောက်ဆုံးနေရာမှာပြင်းထန်တဲ့ဒုက္ခဝေဒနာအတွက် လွန်မြောက်ဖို့အတွက်ငါဘာရင်းနှီးပြီးပြီလဲမိမိရဲ့ဘဝဘလောက်ခိုင်မာပြီးပြီလဲငါရဲ့လူဆိုတာအမြဲမလူဘူးဘဝအဆုံးသတ်တဲ့အခါမှာနောက်နှစ်90မကြာဘူးအဲ့ဒါပတ်ဝန်းကျင်မှာပဲဒီဘဝအဆုံးသတ်မယ်ဘလို့အဆုံးသတ်မှာလဲဒီဘဝအဆုံးသတ်ပြီးဘယ်ဘဝကိုသွားပါလဲဘလို့ပုံစံမျိုးနဲ့သွားမှလဲဆိုတာကိုမသေးကြပဲနဲ့နေချင်းသည်မိမိတို့အတွက်ဆုံးရှုံးခြင်းပဲဒါဥစဉ်ရသတိပေးလိမ့်မယ် ဦးစင်းပြောတဲ့ဇာတ်ကြီးကယောဂီတို့သိတယ်တရင်ကပါသွားပါလိမ့်မယ်အဲ့တော့ဦးစင်းတို့ဒီမှာတရားကျင့်နေဆိုတော့အစာကြွေးပြီးတရားပြီးပြီးတက်တက်ခေါ်ညင်းနေတာမဟုတ်မိမိတို့ရဲ့စိတ်ထဲမှာကိန်းနေတဲ့လောဘဒေါသသေရင်မှွေနှောက်မဲ့ဓမ္မနဲ့ထိုးသလိုမှွေမဲ့လောဘဒေါသကိလေသာတရားကိုမသေးခင်ပေါ်ထုတ်ပြီးမနဲ့တတ်တာကိုယ်ဝင်မမွေးနိုင်တဲ့ပုဂ္ဂိုလ်ဈေးုံသွားတဲ့တော့ ဘိုက်ခွဲတော့ဘိုက်ခွဲတဲ့လူနာကနာတယ်ဆိုပြီးអော်သလားဘိုက်ခွဲတဲ့လူနာလေကလေးမွေးမဲ့ဆိုတော့ဓကမဘိုက်ကိုဓာနဲ့ခွဲတာနာတယ်ဆိုပြီးអော်သလားဘာဖြစ်လို့လဲရုပ်မှဆင်းရဲတာရှိသလားဓမ္မဆင်းရဲတာလေဟုတ်လားစိတ်မှဆင်းရဲတာကိုမသိဘဲနဲ့အောက်ကကြာကြာထိုင်ညောင်းတာနာတာပဲထက်တွေ့တော့ယုတ်ကြီးပဲထက်တွေ့မနေဘူးလား ရုပ်မှဆင်းရဲချမ်းသာရှိသလားကောင်းဆိုးတော့ရှိတယ်တဲ့ဆင်းရဲချမ်းသာမရှိဘူးဆင်းရဲတဲ့ချမ်းသာတယ်ဆိုတာစိတ်မှာစိတ်မှာတောက်တဲ့မီးကိုစိတ်မှာတတ်ဖို့အတွက်အဲ့ဒီမီးကိုဖော်ထုတ်တာသူနဲ့ရှင်ပဲဝေဒနာနဲ့ဖော်ထုတ်ပြီးတော့မှတတ်လို့ရတယ်ဒုက္ခဝေဒနာနဲ့ရှင်တဲ့ဒေါသကိုဒုက္ခဝေဒနာ ပြပြီးတော့ဖော်ရတယ်ဒုက္ခဝေဒနာနဲ့ရှင်ကြီးတဲ့ကိလေသာတတ်ခြင်းဒုက္ခအာယုံကိုပြဖော်ရတယ် အဲ့ဒီလိုပြပြပြီးတော့ငါလိုချင်ငစာချကြည့်ပြီးတော့ငါ့ကိုများခေါ်ရတယ်အဲ့လိုများခေါ်ပြီးတော့ငစာနဲ့များခေါ်ပြီးဖမ်းလိုက်တဲ့အခါမှာငါမိသလိုမိမိတို့ရဲ့စိတ်ထဲမှာကိန်းနေတဲ့ကိလေသာကိုဒုက္ခအယုံနဲ့ဆက်ဆက်တဲ့ဒေါသလောဘကိုဒုက္ခအယုံနဲ့ပြပြီးတော့ဖော်ထုတ်ပြီးတော့အစင်းလိုက်အစင်းလိုက်မတ်တက်တတ်တဲ့အခါကျတော့နောက်ဆုံးချင်းစီတွေကြတော့ကိုယ်သာနာပြီးတော့စိတ်မနာတော့ဘူးအဲ့တော့ကိုယ်သာနာပြီးတော့စိတ်မနာတော့ဘူးဆိုတော့ အရင်တော့နာရီနဲ့စိတ်တွေမရှိတော့လို့ဖြစ်ပြက်ဆုံးလို့မနာတော့တာပေါ့အဲ့တော့မဟုတ်ဆရာတော်ကြီးဟောတော့ကိုကိုနာပြီးတော့ဗားတယ်လေစိတ်မနာဘူးအဲ့တော့အရိယသူတော်ကောင်းကြီးကိုတော့နာတယ်စိတ်နာသေးလားအရင်တော့ကိုနာပြီးစိတ်နာတယ်အခုတော့ကိုနာပြီးစိတ်မနာဘူးဆိုတာနာတဲ့စိတ်လောဘဒေါသစိတ်မခံနိုင်မှုစင်းရတဲ့ရုံးမဲ့ကံမဲ့ပြင်မဲ့မမဲ့ရွှေမဲ့ဆိုတဲ့အဲ့ဒီကိလေသာစိတ်ကိုတော့မနဲ့အပြီးပယ်သွားတယ်အခုလေဦးဇင်းတို့ဒီတရားစခန်းမှာ မသေးခင်တည်းကသေရင်နားတဲ့ထုံတဲ့ကျင်းတဲ့ကြိုက်တဲ့အမလီကဲကြပါအောင်ဆိုတဲ့သောကမိဒေါသမိနဲ့ရှင်တဲ့စိတ်တွေကိုမသေးခင်တည်းကဦးဇင်းတို့ကဖြစ်ပျက်ဆုံးအောင်ပြပါတယ်ဖြစ်ပျက်ဆုံးသွားတော့လူသေးသလားကိလေသာသေးသွားတာလားအေးအဲ့တော့ကိလေသာသေးပြီဒီမနေ့ပြန်သွားကြပြီလူ၄ရကျော်လူက၁၄၄ဦးဟွန်း၄၁၄ဦး1ဘန်းတသာနဲ့1မြောက်ပြီးတော့ပီတိတွေဖြည့်ပြီးတော့ ပြန်သွားတယ်ကိုနာပြီးစိတ်မနာတော့ဘူးလူဖြစ်ရကျွနတ်သွားပြီအဲ့တော့တရားဓမ္မတွေရွှေဘုံရွှေနှန်းရွှေကြံတန်းနဲ့စံမြန်းနေရပါတော့လဲပဲစိတ်ထဲမှာရှိတဲ့ဒုက္ခအယုံနဲ့တွေ့ထိလာရင်တိမခံခြင်းနဲ့ဒေါသတက်တာတဲ့အာယုံကိုလိုချင်တဲ့လောဘဆိုတဲ့အဘိဇ္ဇာအဲ့ဒီနှမျိုးရှိနေလို့ရတော့အလကားပါပဲတဲ့ငါရဲ့ဘဝနေနီးကအလကားနေနီးလို့တာတွက်လိုက်ပါ ိမိတို့ရဲ့ချမ်းသာတဲ့စည်ရဲတဲ့ဝမ်းသာတဲ့ဆိုတာနေတိုင်းရှိရလားနောက်ဆုံးချိန်နောက်ဆုံးခါနောက်ဆုံးနေရာကျတော့မိမိတစ်သက်လုံးစားခဲ့တဲ့အရာသာတွေပေါ်သေးလားတစ်သက်လုံးမြင်ခဲ့ကြားခဲ့နားခဲ့တွေ့ခဲ့ထိခဲ့တဲ့ကာမဂုဏ်ခံစားခဲ့တဲ့အရာသာတွေရှိသေးလားအားလုံးပါပဲလေပျောက်ကုန်နှစ်သာရမပျောက်သွားတော့ဒါပဲနဲ့မဖိတ်ခေါ်ပဲနဲ့ရနေတဲ့သေအောင်တတ်နေတဲ့ယောဂါတွေနဲ့နှိမ့်ဆက်နေတဲ့ဒုက္ခကြီးကတော့အလိုလိုရမလာဘူးလား တသက်လုံးနေခဲ့သည်မြစားခဲ့သည်မြရှာခဲ့သည်မြပျော်မွေးခဲ့သည်မြခံစားတဲ့သည်မြတွေသဲတဲ့ရေရေသွန်းသလိုပျောက်သွားပြီးတော့မိခဲကြီးဖဲ့ပြီးတော့နောက်ဆုံးဇတ်သိမ်းရပါလိမ့်မယ်မိမိတို့ရဲ့ဘဝတမိုင်းဟာသေကဏီပုဂ္ဂိုလ်မှာရှိသေးလားမရှိတော့ဟုတ်ပြီနော်အခုတရားနာတဲ့ပိဋကကြီးတိတတ်တဲ့ယွမ်းနဲ့ယနေ့ချိန်ထိငယ်ရေရနဲ့ယနေ့ချိန်ထိနေ့စဉ်နေ့စဉ် နော်ပြောကြဆိုကြတွေးကြကြုံကြတာတွေမရှိခဲ့ဘူးလားအခုရှိသေးလားအခုလိုပဲသေကံကြီးကြိုက်မရှိတော့အခုကတော့နောက်နေ့ရှိသေးတယ်နောက်နေ့ရှိသေးတယ်နဲ့နောက်နေ့ကိုလွှဲချနေတယ်သင်ပဲပုံကကြနောက်နေ့လွှဲချလို့ရသေးလားအဲ့ဒီအချိန်အဲ့ဒီခါအဲ့ဒီနေရာမှာသူ့ရဲ့တသက်လုံးရေးခဲ့တဲ့ဘဝတစ်ခုရဲ့တမိုင်းကောင်းဆိုးနှစ်တန်ဘာမှမရှိတော့ဘူးလက်ထဲမှာလည်းဘာမှမရှိတော့ဘူး ခန္ဓာကိုယ်နားထဲမှာလည်းအတန်တုံးအတန်ငယ်ရတာကြီးလည်းမရှိတော့ဘူးမျက်လုံးထဲမှာလည်းကြီးလို့ကောင်းလိုက်တဲ့အမြင်ငယ်ကြီးမရှိတော့ဘူးနှာခေါင်းထဲမှာလည်းအနံငယ်ကြီးမရှိတော့ဘူးရှာထဲမှာလည်းအရသာငယ်ကြီးမရှိတော့ဘူးကိုယ်ထဲမှာလည်းအတွေ့ရသာငယ်ကြီးမရှိတော့ဘဲနဲ့စူးနဲ့ထိုးသလိုလွှာနဲ့တိုက်သလိုဓာတ်နဲ့မှုန်းသလိုအဲ့ဒီအရသာဒုံကြီးကတော့သေပြီးတော့အရာကြီးနဲ့ဖဲ့ပြီးတော့သေရတော့မှာအဲ့တော့ဒကာရမကြီးဦးဇင်းသတိပေးလိုက်ပါတယ်ဦးဇင်းတို့မဲဆွဲပွဲ မလုပ်ဘူး တဂါရကမကိုဥသိမ်းဘယ်တော့မှမစည်းရုံးဘူးကြီးညိုအောင်ကိုးခွေအောင်ဘယ်တော့မှမလုပ်ဘူးနော်ဥသိမ်းတို့တရားပြတယ်နှစ်စကံနောက်လာခြင်းလာမလာခြင်းနေပဲဘယ်ဖွဲ့ဘယ်ဟာဘာမှဥသိမ်းမဆက်ဆံဘူးသို့တော်လည်းပဲတနာတယ်ဘဝနေနီးအတိတ်ပင်မဲ့ပြီးတော့မိမိစိတ်ထဲမှာကိန်းနေတဲ့အဘိဓါဒေါမနတ္တ တဏ္ဏကြီးနဲ့သိရင်အော်တရားမဲ့အဖြစ်မျိုးကိုမသိစေချင်ပါဘူး။အော်ပြီးတရားတဲ့ပုဂ္ဂိုလ်ကအော်ပြီးနေရတဲ့ဘဝရောက်သွားပါလေ။ငြိမ်းချမ်းပြီးတော့သိတဲ့ပုဂ္ဂိုလ်ကငြိမ်းချမ်းပြီးနေရတဲ့ဘဝကိုရောက်ပါလေ။ဘလို့သိရလဲပုဂ္ဂိုလ်လဲဆိုတော့သိတဲ့အခါမှာအော်ဟဲ့ညင်းညူခြင်းမရှိ။အဲ့လိုငြိမ်သက်ပြီးတော့သိတဲ့ပုဂ္ဂိုလ်သိပြီးတဲ့အခါကျတော့ 老百姓本也别查着，保险保净，ique, 到、Arms、anyone, 人你养别劲，难出去没吃的不够，你让查没保护，一个 düş,、um、problem, 不内查没招募，二里路，谁担心谁敢秘密着？担心内有秘密的，有军讲的个，谁报着，对了对比，我们家人难出来了着。 ကာဓမ္မတွေတစ်သက်လုံးအမွေးနတ်သားတွေလိမ့်တော့သေတော့ဘာနှံ့ထွက်အပုံနှံ့ထွက်အမွေးနတ်သားတွေစားပြီးတော့ယူတော့ဘာနှံ့ထွက်အဲသေတော့လည်းအပုံနှံ့ကြီးထွက်ပြီဆိုရင်ငါတစ်သက်လုံးနေကြတာအလကားပဲမှတ်ထားနော်အဲ့တော့အပုံနှံ့မထွက်အော်ဟိညင်းညူခြင်းမရှိဘဲနဲ့သေတဲ့ဤလူချင်းရင်တော့လာယူပါ ကိုယ်ွယ်ဘုံမပါဘူးဦးစင်းဘယ်တကာမကိုမဘယ်တကာကိုမနော်မျိုးကုမတခုတခုနဲ့ဘယ်တော့မဆက်ဆံဘူးဦးစင်းတို့ရဲ့မြတ်တဲ့သီလသမာဓိပညာစေတနာကိုပတ်ဆံအောင်လူအောင်ပါဝါကုံအောင်ဘယ်တော့မရောက်ခံဒါပြင်မေတ္တာတရားအကျဉ်းသာတရားနဲ့အဲ့တော့အပြည့်ရှိတယ်အဲ့တော့သေနီးတတ်ခြင်းလာယူပါလို့ဒီလိုဆိုလိုတာနော်သေနီးတတ်အခုလူရှင်တွေကသေနီးတတ်သွားပြီ သိနိတတ်သွားလို့သူတို့ဝမ်းမြောက်ဝမ်းသာဖြစ်ကြတယ်ပုတုဇဉ်ဓလိဇရိုက်ကြီးတွေတန်လန်းကြီးနဲ့သေမယ်ဆိုရင်ဘဝကူမကောင်းဘူးဟွန်းပုတုဇဉ်ဓလိဇရိုက်ကြီးကထင်ရလောက်တာအဲ့ဒါဓလိဆန်ကြီးကထင်ရမလောက်ကြဘူးလားအေးထင်ရလောက်တဲ့စိတ်ကပုတုဇဉ်ဓလိကြီးသာသနာနဲ့ကြုံမာလဲနဲ့ဝိသကအာနာရပိန်လို့တို့တဖက်တဖို့သုလသောတာပန်အငယ်စားအဲ့ဒီအငယ်စားလောက်မှ မိမိကိုယ်မိမိအာမမခံနိုင်ဘဲနဲ့သိရမယ်ဆိုရင်လူဖြစ်ရာကျိုးသာသနာနဲ့ကြုံရကျိုးနှစ်ပါးတယ်အဲရှုပ်ဆုံးရှုံးတယ်အဲတော့ယောဂီတို့အနေနဲ့တရာနုတာရိသောတာပန်ကတော့အခုနေရှိဖို့ခိုင်းနေဓမ္မနုတာရိသောတာပန်ဆိုတဲ့ဓမ္မကိုအခြေခံပြီးတော့အပေတကားပိတ်ပြီးတော့သိနိတတ်ပြီးတော့ဘုံစင်စာတက်ချိန်တွေဆိုရင်တော့လာခဲ့ ဟုတ်ပါမလားစာချုပ်ထားပြီဟမ်ဦးစင်းကဒါပေးနိုင်တာဒီရပြတဲ့နီးစနစ်တိုင်းစနစ်ကိုစီကံကိုလိုက်နာပြီးတော့ကျင့်ကြံအားထုတ်မယ်ဆိုရင်သိနီးတက်သို့မဟုတ်ဘယ်လိုလာလာသိနီးတက်တယ်အမြတ်စားသိနီးရဲ့အလားစားသိနီးရဲ့မျိုးရှိဒီစခန်းကိုလာတဲ့ပုဂ္ဂိုလ်သည် သေးရင်ငါဘယ်လိုသေးရမယ်ဆိုတာကတော့အားလုံးရပြီလားပါမိမိကိုယ်တိုင်မိမိသေးရင်ငါဘယ်လိုသေးရမယ်ဆိုတာကိုကိုယ်ကိုယ်တိုင် နားလည်သွားပါလေအဲ့ဒါက